ကျွန်တော်တို့နိုင်ငံသားမှာကျွန်တော်တို့အေးတဲ့အရက်ဒီသားတွေမှာဆိုလို့ရှိရင်လည်းဒီလိုပဲခြတယ်ကျွန်တော်တို့စမ်းမရောက်တော့မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီဝင်းတာဟာတွေအကုန်လုံးကိုသူက discount တွေချပလိုက်တာသူစမ်းမရောက်တော့မှာ ဆမ်းမဝင်နဲ့ဒီကျွန်တော်တို့ဝင်တာဝင်နဲ့မတူဘူးအဲ့တော့ချပလိုက်တယ်ဘာဖြစ်လဲဆိုတော့ဂိုးရောင်ငားရတဲ့ခါဒါ၄ကိုကြွက်တီမကိုက်အောင်ပိုးဟက်တီချတီမစားအောင်ထိမ့်သိမ့်ရတဲ့ထိမ့်သိမ့်ဆောင်ရှောက်ခါတွေမြင့်နေမြင့်နေအတွက်ကြောင့်မလို့ဒီရာသီကုံတော့မယ်ဆိုလို့ရှိရင်နောက်ထပ်တရာသီဇာလုံးဒီအဆောင်ငားကတွေဂိုးရောင်ငားကတွေထိမ့်သိမ့်ဆောင်ရှောက်ခါတွေပျက်စီးဆုံးရှုံးမှုတွေ risk ကိုမယူတော့ဘဲနဲ့ရှေ့မှာအမြင့်ရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရှိနေတဲ့ဟာကိုသူတို့က short လိုက်တာစိုက်လဲစုံကြမစုံမယ် အရွေးစားကာလာအယောင်လဲစုံရင်မဆုံးမယ်ရှိနေတဲ့ stock ကိုကျမတို့90ရာခိုင်နှုန်း60ရာခိုင်နှုန်း80ရာခိုင်နှုန်းစသဖြင့်ဒီလိုမျိုးရှော့လိုက်တာဖနက်ဆိုလဲဒီလိုပဲကိုလိုချင်တဲ့စိုက်ရကြမှာရမယ်ကိုလိုချင်တဲ့အယောင်ရကြမှာရမယ်အင်ဂျီဝစ်စားတယ်နော်ဒါကသူကသူ့ရဲ့နောက်ရာသီအတွက်ထိမ့်သိမ်းဆောင်ရှားမှုတွေကို risk မယူချင်လို့သူက discount ချတာ ကျွန်တော်တို့ဒီယေဒနာကဒီလောက်သဲသဲတန်တန်ကြီး discount ချပြီးတော့မှထုတ်ပြင်ရလောက်အောင် ပုတ်သွားသိုးသွားတဲ့ပစ္စည်းမဟုတ်ဘူးထိမ့်သိမ်းထားရင်လည်းကြွက်ချဆွဲတဲ့ပစ္စည်းမျိုးမဟုတ်ဘူးထားလေတန်ဖိုးတက်လေအဲ့တော့အဲ့ဒါကိုဘလို့ဖြစ်လို့ချီးပေါ်သေးပေါ်တွေနဲ့ရောင်းပစ်တယ်လဲဆိုရင်ချီးပေါ်သေးပေါ်အည်သွေးပဲရမှာပေါ်ပေါ်ချောင်ချောင်နဲ့ကောင်းကောင်းရတယ်ဆိုတာမရှိဘူး သူ့နဲ့ထိုက်တန်တဲ့အည်သွေးပဲရမှာရွှေလဲဒီလိုပဲစိန်လဲဒီလိုပဲကြောင်းမြေရေဒနာတွေလဲဒီလိုပဲပေးတဲ့ငွေနဲ့တန်တဲ့အည်သွေးပဲရမှာအဲ့ဒါလုံးဝသိကြပါအဲ့တော့ကိုယ့်ဟာကိုစင်စားကိုယ့်ကိုဆုံးဖြတ်ကို ကျမတို့ခုနပြောသလိုပေါ့လောဘကိုပဲအမြဲအခြေခံနေလို့ကျမတို့ဝယ်တဲ့သူတွေကလည်းလောဘပေါ့အာတတ်တာတဲ့သူများတင်ရငါတို့ဒီမှာ90နဲ့ရမယ်တဲ့ဘာဖြစ်လို့90နဲ့ရမှာလဲဆိုတာကိုမစင်စားဘူးနော်90နဲ့ပေးရတဲ့ဆိုင်ရှင်ကရှော့ပေးတာတဲ့ ဘာဖြစ်လို့ short ပေးတာလဲကိုယ်ပဲချစ်လို့ကိုတယောက်တည်းကိုပဲပေးတာလားဥမာကျမစိန်ဝယ်တယ်ပေါ့ဆိုင်ကြီးကနေပြီးတော့မှတခုဝယ်လိုက်တင်းဝမလို့တင်းချစ်လို့တင်းဝကတော့ဒါလုတ်ပေးရမှာမလို့တင်းရောသူများတော့တရာရောင်းနေတင်းကတော့80နဲ့ယူလိုက်မဟုတ်ဖို့ပေးတာသဘောမျိုးเนาะကျမကမဟုတ်ဖို့30ပေးရမှာအပေးခတ်တယ်ဆိုရင်အပေးလည်းမခတ်ဘူးပေးလို့ရတယ်เนาะညော30တင်းအောင်မလို့ short ပေးလိုက်တာဆိုပြီးတော့မှ short ပေးတာဒါကတတ်တတ် ဲ့တော့ everybody ကို ရှိနေတဲ့အရင်အောက်ကနေဘယ်သူမှ short ပေးမှာလဲအရှုံးခံပြီးတော့မှဘာတွေကျေးဇူးရှိလို့လဲသူကစီးပွားလုပ်နေရလေအဲ့တော့ short ပေးတယ်လဲပြောတယ်စီးပွားတွေကလည်းတိုးတက်နေတယ်ဆိုရင်မဟုတ်ဘူးလေအဖြေက short ပြီးအရှုံးခံပြီးတနေ့ကိုရာချီထောင်းချီအရှုံးခံနေတယ်တခုကို10သိန်းနဲ့အခု100ရောင်းရတယ်ဆိုရင်ဘယ်လောက်ရှုံးသွားပြီလဲ10သိန်းကို10ခုဆိုရင်သိန်း100အခု100ရောင်းရတယ်ဆိုသိန်း1000အရှုံးခံမလားကျမလည်းအရှုံးမခံဘူး ရှင်တို့အောင်ရှုံးခံပါလားရှင်တို့လည်းအရှုံးမခံဘူးဒါဆိုရင် तू အောင်ရောအရှုံးခံပါလား तू အောင်လည်းစီးပွားရေးလုပ်နေတာမျက်ချင်လို့တောင်လုပ်နေတာ तू ကပို့ပြီးအရှုံးမခံဘူးပေါ့ကျွန်တော်တို့စိတ်ကူးနေတာအရှုံးမခံနိုင်လက်တွေ့သမားကပို့အရှုံးမခံဘူးပေါ့ဒါဆိုရင်ဘာရမှာလဲတန်တဲ့အရေးသေးပဲရမှာကျင်းနဲ့တလားကျင်းနဲ့ရင်ဝယ်အေး90တန်ဝယ်ထားပြီးတော့100တန်နဲ့တော့မရှင်နဲ့ရှင်ရင်ကွာချားမှုတွေ့မှာကွာဟမှုတွေ့မှာကွာကိုကွာတယ် နင့်စီကတင်ရအောင်ငါစီက90နဲ့ပေးလိုက်တာဆိုတာမဟုတ်ဘူးမဟုတ်ဘူးမညာဘူးအေးအဲ့တော့အဲ့ဒီရတန်ရတန်ကြီးကိုတွက်ထပ်ဖို့အဲ့တော့တကယ်ပဲတင်ရတန်သလားတင်ရဟာကိုဝယ်လို့ရသလားကျမတို့ကတွက်တက်နေရမယ်တွက်တက်တယ်ကိုကစစ်ဆေးလိုက်တယ်တင်ရဟုတ်ပြီဒါအရင်ကတော့90လောက်ကျနေတယ်10%သူ30သိန်းအမျက်စားမယ်လုံငန်းရှင်အမျက်ချင်လို့အမျက်မျက်လောက်တာလေဒါဆိုရင်သူ့အတွက်သူ့ရဲ့အကျိုးအမျက်အတွက်သူ30သိန်းမျက်တယ်ကျွန်တော်ပေးလို့ရတဲ့အမျက်ဖြစ်တယ်ပေးမယ် ဝင်ရမယ်အမြတ်မရှိဘဲနဲ့ဘယ်လုပ်ငန်းရှင်မှတော့မလုပ်နိုင်ဘူးအမြတ်ရှိမှလုပ်နိုင်တာအဲ့တော့တင်းတင်းလျောက်ပတ်တင့်တော်တဲ့အကျိုးအမြတ်ကိုယူထားသလားမတော်မတရားအမြတ်ကြီးစားသလားဒါမှမဟုတ်ဇင်းနှုံးတွေကိုရှော့ပြီးတော့မှအရေးသွေးတွေကိုခိုပြီးရောင်းသလားဆိုတာဝေသူတွေစားသုံးသူတွေကအဲ့ဒါနဲ့ပတ်သက်တဲ့ knowledge အခြေခံရှိဖို့လိုအပ်တယ်ဒါကြောင့်အမုန်းခံပြီးနေတိုင်းရှင်းပြနေတာလူရင်ယူမလူရင်ကြော်သွားဆဲလည်းကြီးမဆိုင်ဘူး ဟုတ်တယ်လားကျမကတော့ဒါအားလုံးအကျိုးရှိအောင်လို့ပြောပြပေးတာအဲ့တော့မျက်စွာဖျားတော်မှာတရားဟောတဲ့ဟာလူတိုင်းကအကောင်းမထင်ခဲ့ဘဲနဲ့မျက်စွာဖျားတော်ဆဲဆိုပုတ်ခတ်ပြီးတော့မှဒါရန်ရှာတဲ့သူတွေရှိခဲ့တည်းလားကျမတို့လိုလူပုထုဇဉ်နော်ဘာမဟုတ်တဲ့မိန်းမတယောက်ကအကုန်လုံးပြောသမျှကိုကြိုက်လိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားဘူးချစ်ချင်တဲ့သူချစ်မုန်းညင်တဲ့သူမုန်းဒါပေမဲ့အကျိုးရုပ်တဲ့ဇကားတွေတော့မဟုတ်ဘူးယူတတ်ရင်ပညာကြီးပဲယူခြင်းယူမယူခြင်းနဲ့ ပြောချင်းပြောတဲ့နာတော့ပြောနေမှာပဲနေတိုင်းเนาะရှင်းမှုလား